ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ယောဖြစ်ပါတယ်2025ခုနှစ်မေလ16ရက်စောက်ကြနေ့နေ့ခင်းမှာတော့စစ်ကောင်စီဘက်ကနေဗက်ပြောင်းတင်းချောင်နေတဲ့အမှမှုတယောက်အကြောင်းကိုရှင်းလင်းတင်ပြပေးသွားမှာဖြစ်ပါတယ်ဇလန်ကနည်းနည်းနောက်ကျောင်းပြန်ပေးရမှာဖြစ်ပါတယ်2023 2024ကာလလောက်တုန်းကရှစ်တောင်တိုင်းစစ်ထာနာအချုပ်ကနေ ဗိုလ်ချုပ်ကိုကိုမောင်စစ်တပ်ကအပတ်စဉ်38ဟာမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မြစ်ကြီးနားကိုပြောင်းရွှေ့ရောက်ရှိလာခဲ့ရတာကနေစပါမယ်။အဲဒီတော့ကဗမောအခြေလိုက်အမှတ်27စစ်စင်ရေးကိုကဲမှုဌာနချုပ်ရဲ့စစ်စင်ရေးကိုကဲမှုဟာလဲဗိုလ်မှုချုပ်အောင်ကျော်စစ်တပ်ကိုပတ်စဉ်38ဖြစ်ပါတယ်။စာခါ27ရဲ့စစ်စင်ရေးကိုကဲမှုကိုလေလာပဲအစည်းအဝေးဆိုပြီးနေပြည်တော်စင်ယုံချုပ်တို့ခေါ်ဆောင်ပြီးဖမ်းဆီးစစ်ဆေးကအရန်အရာကိုစပို့လိုက်ပါတယ်။မြစ်ကြီးနားကို ။စမတော်စစ်စေးအရာရှိချုပ်ယုံကအရာရှိချုပ်ဥဆောင်တဲ့အဖွဲ့ရောက်လာပြီးဗီရတိုင်းမူတိုင်းစစ်ဦးစီးချုပ်နဲ့စစ်ဦးစီးပူပထမတန်းစစ်ဘက်ရေးရလုံခြုံရေးတို့ကိုဖမ်းဆီးထိန်းသိမ်းကနောက်ရမှာတော့အစ်စ်ဆက်ဆက်တိုင်းမူဘူချုပ်ကိုကိုမောင်ကိုလည်းအရန်အင်အားတို့ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။နောက်ထပ်ရောက်လာတဲ့တိုင်းမူလည်းအရန်အင်အားကိုပဲပို့ခံရတယ်လို့ထင်ပါတယ်။ယခုလက်ရှိတိုင်းမူဘူချုပ်အောင်စော်ထွေးကတော့ခြေလင်တက်မဟာ၃တက်မဟာမူကလည်းယာရုတိုးလာခဲ့တာဖြစ်ပါတယ်။ ရှင်းမှာဒီလိုအဖြစ်ပြက်တွေဖြစ်ပြက်နေချိန်မှာလုတ်ကင်းနေတာကတော့ဗမာကိုစစ်စေးဝင်နေတဲ့မကွေးခြေဆိုင်အမှတ်88ချင်းမြန်တပ်မဌာနချုပ်ရဲ့တပ်မမှုဗိုလ်မှူးချုပ်မင်းထွန်းဦးဖြစ်ပါတယ်။စာခ21ရဲ့စစ်စေးကိုကဲမှုဗိုလ်မှူးချုပ်အောင်ကျော်ဟာလဲဖာစီထိန်ထိန်မခံရခင်မှာ point 981မှာစစ်စေးဝင်နေရတာဆိုတော့တပ်မ88တပ်မမှုဟာဗမာမျိုးကိုစိတ်တိုင်းကြစတင်ချဲလယ်ပါတော့တယ်။ အမှန်နဲ့စတဲ့ဆက်စည်ကိုကဲမှုဌာနချုပ်ထဲမှာပဲခြေရဌာနချုပ်ဖြစ်အခြေပြုကဗမော်ကိုကြီးစိုးနေတော့တာဖြစ်ပါတယ်။အကြောက်တရားနဲ့ကင်တွယ်ထိမ့်ထုတ်ခဲ့တာဖြစ်တဲ့အတွက်ဗမော်မှာဘာလုံလုံဘာကင်ကင်စမမှုပြီးမှပြီးတဲ့အချိန်တွေရောက်ခဲ့ရတာဖြစ်ပါတယ်။စမမှုစီဝင်ရောက်တွဲဆောင်ခွင့်ရဖို့ဆိုရင်မန်စီဇာတိကိုဖိုသားဆိုသူနဲ့တရုတ်တန်းကတရုတ်စီးပွားရေးသမားဝင်းစော်တို့နဲ့ချိတ်ဆက်ရတာဖြစ်ပါတယ်။ AR မြေထဲမှာရွှေဖောင်လောက်တာကအဆ တရုတ်ပြည်ကမှောင်ကိုတွင်းတာအဆုံးတရားမဝင်လုပ်ငန်းအလုံးဘုံမှုချုပ်မင်းထုပ်ဦးစီကခွင့်ပြုချက်ရယူရတာဖြစ်ပြီးစစ်မှန်မှုရဲ့ဝေဝေဟာတရက်ကိုတင်းထောင်ဝန်ထမ်းရှိပါတယ်ပြောချင်တာအခုမှစမှာဖြစ်ပါတယ်တိုင်းဘူဘုံချုပ်အောင်စော်ထွေးလက်ထက်မှာတော့စမှာ78တမ်းမှမှုကိုဘမမှာအခြေပြုခွင့်မပေးတော့ဘဲသုံးရက်အတွင်းချင်းညာထမ်းကနည်းနည်းရှင်းလင်းလုပ်ခိုင်းမှာတော့တယ်ခြေသားခံပြီးမကြခင်ဘမောမျိုးတဲ့တာဆိုင်ကျေးွာနီးချိတွေ့မှုဖြစ်ပြီးဒဏ်ရာရလို့ဆေးရုံပို့ဆောင်တဲ့လမ်းမှာတဲ့မက်ဆီကြိုက်တယ်ဆိုတဲ့သတင်းထွက်လာပါတော့တယ် အဲ့ဒီတရင်ကိုစရတဲ့ကတန်လျာဝင်ခဲ့ပြီးတမ၈၈တမမှုအကြောင်းပြောဖို့ရှိသေးတယ်လို့တခါကကျွန်တော်ပြောခဲ့မှုပါတယ်တရင်ဆိုတေးကြအောင်တိဆောက်နေတာမို့တော်တော်လေးကြာသွားခဲ့ရပါတယ်တကယ်တမ်းကအဲ့ဒီဘုံမှုချုပ်ဟာ KIA ကချင်တွမြောက်ရေးတက်မတော်နဲ့ချိတ်ဆက်ပြီးဗက်ပြောင်းခိုးလုံတာဖြစ်နိုင်ကြများပါတယ်ဒဏ်ရာတေဆုံးဆိုတာကစစ်ကောင်စီဟာတမမှုအစ်စ်ဗက်ပြောင်းရက်တည်တယ်ဆိုတဲ့တရင်ကိုဖုံးကွယ်လိုက်ခြင်းဖြစ်ပါတယ်တိတိကျကျဆိုရပါမူကချင်မျိုးသမီးတဦးနဲ့အတူထွက်ပြေးတိမ်းရှောင်နေခြင်းဖြစ်ပါတယ် ထပ်ပြီးဒီနေ့ကြကြပြောရပါရင်ဘောင်းမိုင်ဆိုတဲ့အမျိုးသမီးနဲ့ဖြစ်ပါတယ်ဗမော်မျိုးသူမျိုးသားတွေသိကြပါတယ်ဗမော်လေစိတ်ကနေမျိုးတွေကိုဝင်မဲ့ဆိုရင်နိုင်ရညာပဲချမ်းမှာဟိုတယ်တစ်ခုအမည်စီစစဲဖွင့်ထားပြီးဗမော်လွယ်ချင်လမ်းပိုင်းမှာသမီးတွေကအစနွားတရေဆုံတရုတ်ပြည်ပုတ်တရုတ်ပြည်ကနေဆိုင်ငယ်ကစလို့ဆက်ပစ္စည်းလျက်လျက်ဆက်ပစ္စည်းသွေးငင်ပို့ချင်တာမှန်တယ်မြဘောင်းမိုင်ကိုအာနာကုန်လွှဲထားခဲ့တာဖြစ်ပါတယ်ဆိုပါကချင်မျိုးသမီးဘောင်းမိုင်ကိုတချို့ကဘိုးချုပ်ကြီးခွန်မော်ရဲ့တူမလို့ထင်ကြပေမဲ့မဟုတ်ပါဘူးအထက်ကပြောခဲ့တဲ့ ကိုဖိုးသားလေးဦးလေးနဲ့ဘူချုပ်ကြီးဘွမ်မောဟာငယ်တငယ်ချင်းတွေသာဖြစ်ပါတယ်။ယခုသတင်းကိုစတင်ရရှိချိန်ကလေးကတိဆောက်လာတာ6လကျော်ကြာမှအတီးပြုတ်နိုင်ခဲ့တာဖြစ်ပြီးစစ်လော်ဘီတွေကိုလောင်မြိုက်စီမှာဖြစ်တဲ့အတွက် Facebook မှာရော YouTube Channel မှာပါအာစီရဲ့လုတ်ပေးထားကြသေးလို့ပါတယ်ခင်ဗျာ။ယခုသတင်းသုံးသပ်ချက်ရဲ့အစင်တန်းအားခါဝင်းမြေသောနှစ်ဖြစ်ပြီးခါဝင်းမြေသောနှစ်ဆိုတာကတော့ငဘူအားထားရအမှန်ကန်သောသတင်းလို့ဆိုလိုတာဖြစ်ပါတယ်။ကျုံတော့သတင်းပေးမျိုးစားသတင်းပေးအစင်တန်းနဲ့စရေစင်တန်းကမှတ်ပုံလေးကိုရှင်းပြပေးပါမယ်။ ထောက်လိုင်းရဲ့သင်ခန်းစာမှာသတင်းပေးအမျိုးအစား6မျိုးရှိပါတယ်1ခိတသတင်းပေး2အလိုလျောက်သတင်းပေး3အရေးပေါ်သတင်းပေး4စိတ်ထင်းထားသည့်သတင်းပေးကာကြီးခိတသတင်းပေးခခွေးဖင်းဖောက်သတင်းပေးခငယ်အချင်းကြီးသတင်းပေး5နှစ်ခွသတင်းပေး6နှစ်ဖက်သတင်းပေးနဲ့အပြိုင်သတင်းပေးသတင်းပေးစင်တာကာကြီးလုံးဝအားထားရသူခခွေးငကူအားထားရသူခငယ်အသင့်အသင့်အားထားရသူခါကြီးငကူအားထားရမှုမရှိဘူးငါ အားထားမှုမပြုနိုင်သူစာလုံးအားထားမှုမဆုံးဖြတ်ရသေးသူသတင်းစင်တန်းအခြားအခြေမြင့်မှအတည်ပြုသောသတင်းနှစ်မှန်ကန်သောသတင်းသုံးမှန်ကန်သည်ဟုယုံကြည်သောသတင်းလေးမှန်ကန်ရန်အားနည်းသောသတင်းငါမဖြစ်နိုင်သောသတင်းခြောက်မဆုံးဖြတ်နိုင်သောသတင်းဆိုပြီးရှိပါတယ်လက်ရှိအချိန်ဒီအမတ်၈၈ချင်းမန်တမတ်ဌာနချုပ်ရဲ့လက်အောက်ခံတပ်ရင်းတွေဟာဗမာစစ်မျက်နှာစာမှာရှိနေနိုင်တယ်လို့ယူဆရပြီးတမတ်မှုအစ်စ်ရဲ့စီရေးလှုပ်ရှားမှု သတင်းပျောက်ဆုံးနေမှုဟာလည်းထူးဆန်းနေကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာမကြမီစေအေးအောင်ပွဲသတင်းလေးနဲ့အတူတူပြန်လာခဲ့ပါမယ်စလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်တိုက်ပွဲရှိရင်အောင်ပွဲရှိတယ်